အမေရိကန်သမ္မတဒေါ်နယ်ထရမ့်အနေနဲ့ငြိမ်းချမ်းရေးနိုဝယ်ဆုကိုအမေရိကန်ရယူလိုပါကဂါဇာစစ်ပွဲကိုအဆုံးသတ်ပေးဖို့လိုအပ်ကြောင်းပြင်သစ်သမ္မတအီမန်နျူရယ်မက်ခရွန်ကစက်တမ23ရက်ကပြောကြားခဲ့ပါတယ်။မက်ခရွန်ဟာနယူးယောက်မှာပြင်သစ်ရုံးတန်လိုင်းဖြစ်တဲ့ BFM TV နဲ့တွေ့ဆုံရမှာဂါဇာစစ်ပွဲကိုအဆုံးသတ်ရအတွက်အစ္စရေးကိုဖိအားပေးဖို့ထရမ့်မှာဩဇာအာဏာရှိကြောင်းပြောကြားခဲ့ပါတယ်။ဒါကိုလုံနိုင်တဲ့သူကတယောက်တည်းပဲရှိပါတယ်။အဲဒီလူကတော့အမေရိကန်သမ္မတဖြစ်ပါတယ်။ သူကကျွန်တော်တို့ထပ်ပို့ပြီးလုံနိုင်တဲ့အကြောင်းပြချက်လည်းရှိပါတယ်။ဘာလို့လဲဆိုတော့ကျွန်တော်တို့ကဂါဇာစစ်ပွဲမှာလက်နက်တွေမထောက်ပံ့ထားပါဘူး။ဂါဇာမှာစစ်ပွဲဖြစ်ပွားနိုင်တဲ့ပစ္စည်းတွေကိုလည်းကျွန်တော်တို့မထောက်ပံ့ထားပါဘူး။အမေရိကန်ကတော့ထောက်ပံ့ပေးထားပါတယ်လို့မက်ခရွန်ကပြောကြားခဲ့ပါတယ်။ထရမ့်ဟာစက်တမ23ရက်ကကုလသမဂ္ဂထွေထွေညီလာခံမှာမေကွန်ပြောကြားချိန်အတွင်းပါလက်စတိုင်းကိုနိုင်ငံအဖြစ်အသိအမှတ်ပြုတဲ့အနောက်မဟာမိတ်နိုင်ငံတွေရဲ့လှုပ်ရှားမှုတွေကိုညှင်းပယ်ခဲ့ပါတယ်။ဂါဇာမှာစစ်ပွဲချက်ချင်းအဆုံးသတ်ဖို့ကျွန်တော်တို့လုပ်ရပါမယ်။ ငြိမ်းချမ်းရေးဆွေးနွေးညှိနှိုင်းမှုတွေကိုချက်ချင်းလုပ်ရပါမယ်လို့ထရမ့်ကအထွေထွေညီလာခံမှာပြောကြားခဲ့တဲ့မေကွန်အတွင်းထည့်သွင်းပြောကြားခဲ့ပါတယ်။